ထင်မသေးသင့်တဲ့အထဲမှာမွေရယ်မိရယ်ကိုရင်ရယ်ဟုတ်ပြီလားမင်းရယ်လေးမျိုးမွေလေးသေးသေးလေးဆိုတော့အထင်မသေးနေတဲ့ကိုက်ရင်သေးတတ်တယ်မိလေးသေးသေးလေးဆိုပြီးတော့ပြီးတော့ပေါ်တော့တော့မလုံနဲ့လောင်းရင်ပြောင်းနေဟုတ်လားမင်းလေးသေးသေးလေးဆိုတော့ပြီးအနိုင်မကျင်းနဲ့သူအာနာရရင်ကိုဒုက္ခပေးနိုင်တယ်ဟုတ်ပြီလားကိုရင်လေးသေးသေးလေးဆိုတော့အထင်မသေးနေသူ့ရှိတဲ့သီလတွေကအများကြီး ဦးဇင်းတို့တထေးကြီးတရားသိပ်ပြီးတော့ဂုံမက်တယ်ဆိုပဲအရှင်သာတိဗုဒ္ဓရှင်မမောက္ကလန်စတဲ့နမကြီးတဲ့မထေကျော်ကြီးတွေပဲပြင့်ပင်ပြီးအိမ်မှာဆုံးကတ်တယ်ကျန်တာမကတ်ဘူးတရရတော့မထေကြီးတွေကလည်းအဲ့ဒီအိမ်ခဏတိုင်းဖုံးပေးနေရတာရဲ့အားလည်းမအားတာရဲ့ကြောင့်ကိုရင်လေးလေးပါးကိုလွှတ်လိုက်တာမထေကြီးတွေရဲ့ကိုစားကိုရင်လေးတွေကလည်းကြွလာပြီမဲ့လို့တာမန်မို့ဘူးယဟန္တာလေးကြီးပဲယဟန္တာပြိမဲ့ပြိဿရေတကကြီးကထင်သေးတယ် ိမ်မော်ကလှန့်ကြည့်တယ်သွားပြီမထေကြီးတွေဒီတစ်ခါမလာအောက်ကသူ့တစ်ဘက်ကပေါ်ကိုရပုတ်လှန့်လုတ်တယ်တပုတ်လာလုတ်တယ်ပေါ့သတင်းလာပို့တထေကြီးတဲ့မထေကြီးတွေမလာကိုင်လေးတွေလာတယ်ဘယ်နဲ့လုတ်အိမ်အောက်တင်ကတ်လိုက်တော့အိမ်အောက်တင်ကတ်ဆိုတော့ဒီပေါ်ပြင်ထားတဲ့ဆွန်ပွဲတွေအောက်ချကတ်ရမှာလားမဟုတ်ဘူးတဲ့မင်းတို့စားမဲ့ထဲကလာကတ်လိုက်ဒီပေါ်ကမထေကြီးတွေအတွက်ပြင်ထားတာတွေလာမယူနဲ့ကိုင်လေးတွေအထင်သေးတာပြောတာ အဲ့ဒီမှာကိုရင်လေးတွေကဖုံးပေးပြီးတော့ပြန်တော့ရိုးရိုးမပြန်။ရဟန္တာမသိအောင်လားတော့မသိဘူး။တခါတည်းတပားပြီးလို့ထပြန်လိုက်ရင်အိမ်ခေါင်မို့ဖောက်ထွက်သွား။တတိကြီးအဲ့ဒီမှာမျက်လုံးပြူး။နောက်တပားပြီးလို့ထပြန်တော့တဏှာကတခါထပ်ဖောက်သွား။ကိုရင်လေးပါးပြန်သွားတယ်အိမ်ကြီးလေးပေါက်ပေါက်နေခဲ့တယ်။ဘာထင်သေးပြီလို့လဲ။ကိုရင်လေးထင်သေးပြီ။ဟုတ်လား။ ဲ့ဒါကြောင့်သတော်ကောင်းတို့တွေထင်မသေးသေးနဲ့ထင်ပါကိုရင်လေးတွေလည်းပါတယ်လို့ဒီလိုမှတ်ကြ။ဟုတ်ပြီလား။အဲ့ဒါကြောင့်ဂဏိဝတ်တဲ့ကိုရင်လေးပင်ဖြစ်လင်ကစားအိမ်မှာနေတဲ့ပုံကိုယ်တွေက အနာဂတ်တည်ရင်တည်နေပါစေတဲ့ဂဏိဝတ်တဲ့ကိုရင်လေးကိုရှစ်ခိုးရမယ်လို့ဘုရားဒီလိုပြော။မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ဆွေတော်မျိုးတော်တွေကပိလဝတ္ထု နေပြည်တော်ကညင်းတဲ့ပွဲတဲ့ပွဲတစ်ခါဖြစ်ဘူးတဲ့။ ာလူကတရားကျင့်လို့အနာဂံတီးမယ်ဆိုရင်ကိုရင်တွေကိုတို့ရှစ်ခိုးစရာမလိုရှစ်ခိုးရင်ရှစ်ခိုးကိုရင်တွေကသာတို့ရှစ်ခိုးရမယ်ဒီလိုမျိုးလူကတရားကျင့်လို့သောတာပန်တီးမယ်ဆိုရင်ကိုရင်ကဘာမှမဖြစ်သေးရင်ကိုရင်တွေဥစဉ်တွေကလူကိုရှစ်ခိုးလူကကိုရင်ကိုရှစ်ခိုးစရာမလိုဘူးဥစဉ်ကိုရှစ်ခိုးစရာမလိုဒီလိုဖြစ်ကြတာအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကပြောတာအနာဂါမိပိဘိကဝေအနာဂါမိပိစေဘိကဝေဂိ ောတိတဲ့ဘေကဝေယံတော်များဥစ္စေသားတို့ဂိဟိအိမ်၌နေသူလူအများတို့သည် နာဂံမိဒီနာဂံပုဂ္ဂိုလ်သည်သစေဟောတိအကယ်၍များဖြစ်၍နေကလေးကမူဒေနထိုအိမ်၌နေရအနာဂံလူပုဂ္ဂိုလ်တို့သည်တရဟုပပ္ပစီတ္တသာကနေ့ကိုရင်ဝစ်ပြီးတော့သွားတဲ့သာမဏေရတ္တသာမဏေငယ်ကလေးအားအဘိဝရဏဒီနိလက်အုပ်ချီမိုးခြင်းရှ िख ိုးခြင်းစရဲ့မှုတွေကို ကတ္တဗာနေဝကောင်းစွာမတွေ့ပြုတင်ပြုတိုက်ပါပေ၏ဟောလူပုဂ္ဂိုလ်ကအိမ်မှာနေလို့အနာဂတ်တည်ရင်တည်ပါစေဘာကိုရှစ်ခိုးရမလဲကိုယ်ရင်ကိုရှစ်ခိုးရဟုတ်ပြီလားကိုယ်ရင်ကိုရှစ်ခိုးရမယ်ဘာกว่าလို့လဲမေးရင်တိလားกว่าဘာกว่าလို့တိလားกว่าလောကကြီးတဲ့အာကိုရာရှာတဲ့နေရာမှာတိလားတော့ကောင်းတဲ့အာကိုရာမရှိဘူးဟုတ်ပြီလား ဒုံမာကံဘိကဝေသီလတတိတံပတိတရဏံနာမနတ္ထိဘိကဝေယံတော်မြတ်ဥစ္စေသားတို့ဒုံမာကံသင်တို့မှာသီလတတိတံသီလနဲ့တူသောပတိတရဏံနာမအာကိုရာဆိုတာနတ္ထိဟောဒီလောကထဲမှာမရှိဘူးလောကကြီးတဲ့အာကိုရာရှာတဲ့နေရာမှာသီလလောက်ကောင်းတဲ့အာကိုရာမရှိဘူးပြောကျင်တာကသီလရှိရင်အာကိုရာရှိတယ်ဖះကသီလရှိရင်ဘာရှိတယ် ရောက်မြန်ပြန်ပြောသီလမရှိရင်အကုရာမရှိဘူးခဏခေလူတွေကဆွေမရှိမျိုးမရှိစီးပွားမရှိရင်ဟာအကုရာမရှိဘူးဒီလိုပြောမြတ်စွာဘုရားကဆွေမျိုးရှိရှိမရှိရှိစီးပွားရှိရှိမရှိရှိသီလလို့ခေါ်တဲ့ကိုကျင့်တရားရှိရင်အကုရာရှိတာပဲဟုတ်ပြီလားဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကမာတိတ်တာနဲ့သုလတိတ်တာညီကိုနှစ်ယောက်ဂရိ80ချမ်းသာတဲ့တထေသားအရွယ်ရောက်တော့ပြိသိုင် မိဘနှစ်ပါးဆုံးသွားအငဲဖြစ်တဲ့သုလတိတ်တာကအိမ်တော်အရင်ပြုသုလတိတ်တာအိမ်တော်ပြုလိုက်တော့ညီကိုနှစ်ယောက်အမွေခွဲတယောက်ဂရေ40တိရဂရေ40တိရတော့မာတိတ်တာကဟာငှက်ညီတို့ငှက်ညီမတို့ဒီဂရေ40လဲမင်းတို့သာယူကြတော့ငါမလိုချင်တော့ဘာဖြစ်လို့တော့ငါယဟန်ပြုမှာမဟုတ်ကွယ်တဲ့ယဟန်ဘဝဓာတ်ရီမလိုအပ်ဘူးအဲ့ဒါစွန့်လွတ်ပြီးတော့ယဟန်ပြုသွားတိတ်တာမထေမဟာတိတ်တာမထေဒီလိုခေါ် တောထဲမှာသွားပြီးတပါးတဲ့တရားလို့အထုတ်ပြီးတော့ချမ်းချမ်းသာသာနေတယ်။နာပေါင်းများစွာနှစ်ပေါင်းများစွာကြံတော့အိမ်မှာကြံခဲ့တဲ့သုလတိတ်တဇနီးကတွေးတယ်။ငါတို့ငငယ်ရွယ်နဲ့ချမ်းသာတယ်ဂရီ၈၀ဂရီ၈၀ချမ်းသာတာက မာတိတ်တာက၄၀ပြီလို့၈၀ဖြစ်တာ။တကယ်လို့ဒီကိုတော်ကြီးကသာသနာပေါ်မပြောလို့လူဘဝပြန်လာမယ်ဆိုတို့ကသူ့ကို၄၀ထပ်ပေးရ။ဒါဆိုတို့ပိုင်ဆိုင်တဲ့ပစ္စည်းတဝက်ယော့သွားမယ်။ တို့ပစ္စည်းတော့ရောခံလို့မဖြစ်ဘူးဒီကိုယ်တော်ပြတ်ရှင်းမှဖြစ်မယ်ဆိုလူသားသမား900ခေါ်ပြီးလိုက်တာခိုင်းတာလူသားသမားတွေကလည်းပတ်စံရပြီးရောဘုန်းကြီးသွားတတ်တယ်တော်တဲ့တပါးတဲ့တရားလို့အထုတ်နေတဲ့ဘုန်းကြီးသွားဝိုင်းထားခွိုင်းတော်မထေကြီးကမေးတယ်ဟဲ့တကားတွေရုပ်ရုပ်နဲ့မလုပ်တာတော့အရှင်ဘုရားဘွယ်ဘလို့ခေါ်တော့မဟာတိတ်တလို့ခေါ်တယ်ဒါဆိုတပည့်တော်တို့ရှင်ဘုရားကိုတတ်မလို့လား သတ်မလို့လာတယ်ဆိုတော့ဧကရတ္တိဇီဝိတံဒေတာတညလောက်တော့အသက်ချမ်းသာပေးပါတဲ့အများကြီးမတော်မူတညတဲ့တောင်းမိုးလင်းမှာတတ်ကြတညတော့ချမ်းသာပေးအာရှင်ဘုရားကတညချမ်းသာပေးမိုးလင်းမှာတတ်ဆိုပြီးညထပြေးဘယ်နဲ့လို့မလို့အရှင်ဘုရားမတတ်လိုက်ရရင်ပတ်ဆံရပါမဟုတ်ဘူးအရှင်ဘုရားဘက်ကအမတ်ကံတွေတတ်သေးတယ်ဘယ်သူရှိအမတ်ကံတွေတတ်သေးတယ်ရှိရောမင်းတို့ကချမ်းသာပေးမလားပေးမှာပါဘုရား ဒါဆိုကောင်းပြီကွာကြီးကြဆိုနီးနှက်ရှိတဲ့ကြောက်တုံးကြီးနဲ့ခြေသလုံးတွေပေါင်တဲ့အယိုးတွေရိုက်ချိုးပြက်တာအယိုးတွေမြန်မြန်ကျိုးသွားတော့မဟာတိတ်တာကြီးမထနိုင်တော့ကတိနာတွေငါမထနိုင်တော့ဘူးတဲ့ဒီလောက်ဆိုရင် အာမကသက်သေးတွေလုံလောက်ပြီလားဟာဒါဆိုရင်တော့လုံလောက်ပါပြီဗျာအရှင်ဘုရားကလည်းမနဲ့သေးရမဲ့တူတူညအနာခံနေသေးတယ်တခါတည်းသေးလိုက်အေးရောဘာဖြစ်လို့အနာခံတာလဲလို့မေးအတ္တိယာမိဟရာယာမိတရာကမရဏအဟံတဲ့ အခုလိုအခွင့်ကောင်းကြီးနဲ့ကြုံနေတော့မှငါကိလေသာနဲ့သေရမှာ ရှက်လွန်းလို့ပါတဲ့ဒီလိုပြောစေဗျာဟုတ်လားမဟာတိတ်သားရဲ့ပြည့်သူတော်ကောင်းတွေရဲ့စိတ်ထားနော်ကိလေသာနဲ့သေရမှာရှက်လို့ပါကွာတဲ့ဒီလိုပြောဒါဆိုကောင်းပါပြီရှင်ဘုရားရဲ့တရားအထုတ်မိုးလင်းတော့တပည့်တော်တို့တတ်မယ်ဆိုပြီးတော့မဟာတိတ်သားကြီးတပားတဲ့တရားအထုတ်ဝေရဏဝိက္ခံပိတဝါသီလံပင်စဝက္ခံတော် ပါတိတောဒ္ဒသီလနှိတယာပိတိပါမောဇံဥပိစီဝေရဏဝိခံပိတဝဝေရဏကိုခွာတယ်သီလံပိဇဝက္ခံတော်သီလကိုစင်ကျင်တယ်ပါတိတောဒ္ဒသီလနှိတယာပိတိပါမောဇံဥပိစီစင်ကျဲတဲ့သီလမြင်လိုက်ရတော့ပိတိပါမောဇတွေဖြစ်တယ်သုံးမျိုးနော်တဝေရဏဝိခံပိတဝဝေရဏကိုခွာလိုက်တာပေါင်ကျိုးနေတဲ့ဝေဒနာဆိုတော့ဒုက္ခဖြစ်မလားဒုက္ခဖြစ်မလား ုက္ခဝေဒနာမစင်စားဘူးဒါပြောတာဒုက္ခဝေဒနာတော့သူအာယုံဆိုင်မနေတော့သီလံပင်စဝက်ခံတော့တဲ့ကိုယ်သီလကိုပဲပြန်ဆင်ကျင်နေတယ်ငါလူဘဝတုန်းကဘယ်သီလများပျောက်တယ်လဲကြားတယ်လဲကျိုးတယ်လဲညှိုးတယ်လဲတနည်းပြောရင်ဘသူပြောမှာကာယကံဝစီကံမနောကံနဲ့မတော်မတရားပြုတ်ခဲ့ဘူးတာများရှိသလားဒါတွေပြန်ကြည့်တာအလုံးကလူဘဝတုန်းကသီလကလည်းစင်ကျဲတာပဲ နောက်တခါယဟန်ပြုတဲ့နေ့ကစပြီး229တွယ်သောသီလတွေဘယ်သီလများပျောက်တယ်ကြားတယ်ကျိုးတယ်ညှိုးတယ်ရှိသလဲဒါတွေပြန်ကြည့်တော့ယဟန်ဘဝသီလလည်းပဲစင်ကြဲနေတာလေပါတိတௌဒ္ဓသီလနေတာယာပီတိပါမောဇံဩပိစီစင်ကြဲတဲ့သီလလည်းမြင်လိုက်ရရောပီတိပါမောဇံဖြစ်တယ်ပီတိပါမောဇံဖြစ်တယ်ဆိုတော့ပျော်တယ်ပျော်တာမိုးလင်းရင်သေရမှာညပျော်နေတယ်ဘာရှိလို့ပျော်တယ် တရားမှသိရတဲ့ပျော်ရဲတဲ့တတ္တိဟာသီလကြောင်းများဟုတ်လားခဏခေတ်လူတွေကြည့်ပေါ့စေယုံစေကံသွားဘယ်နည်းတရားမှမသိသေးဘူးဘာယောဂဖြစ်တဲ့ဆိုကြတဲ့ကိုကမျက်စိမျက်နှာမသားမရဖြစ်သွားပြီဘာအာနေကြတယ်သီလအာနေတာသီလအာနေတာဟုတ်ပြီလားမာတိတ်တာကတော့မနဲ့တရားမှသိတယ်ပြောနေလိုက်တာ အဲ့ဒီပျော်ပြီးတော့နေတဲ့ပိဋိပါမောဇ္ဇကိုအခြေခံပြီးတရားကျင့်တော့မနဲ့အာယုံကျင့်လင်းတော့ယဟန္တာကြီးဖြစ်သွားတယ်။ယဟန္တာဖြစ်တာလဲမမြန်ဘူးလား။မမြန်ပါဘူးဗျာ။ဘာအကောင်လို့မြန်လဲ။မမြန်ပါဘူးဗျာ။သီလအကောင်လို့မြန်တာ။ဟုတ်လား။မမြန်ပါဘူးဗျာ။အဲ့ဒါကြောင့်ပရိသတ်ကြီးကိုရင်လေးတွေနဲ့လူတွေနဲ့ကိုမြတ်စွာဘုရားကမုဏိသုတ်တံမှာဒေါင်းနဲ့ဟင်းသာနဲ့နိုင်တယ်။လူတွေကဒေါင်းနဲ့တူတယ်